ဟိုင်အားလုံးပဲမင်္ဂလာပါဒီနေ့တော့အမိုက်ပုံကပြန်ကောက်လာတဲ့စပင်လီမုတ်ဆက် hair dryer လေးကိုပြုပြင်ကြည့်မှာဖြစ်ပါတယ်ဆက်လက်ရှူစာအပေးကြပါဦးဒီမှာ hair dryer အပြက်လေးတစ်လုံးရောက်လာတာဖြစ်ပါတယ်အမိုက်ပုံကကောက်လာတာဖြစ်ပါတယ်အထဲမှာဖြွင့်ကြည့်တော့ဒီမှာဝိုင်ယာကြိုးအနက်ရောင်လေးတစ်ချောင်းကပြုတ်နေတာကိုတွေ့ရတယ်ပြီးရင်စကူတက်တဲ့ဒီဘေးက အထိုင်လေးကလည်းကျိုးသွားတာကိုတွေ့ရတယ်။အဲဒါကိုပြုပြင်ဖို့အတွက်မြမအရင်ဆုံးရေဆေးပြီးတော့တန်ရှင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။အဲတော့ဇလုံလေးတဲ့ကိုထည့်ပြီးတော့ရေလေးလောင်းပြီးရင်ဆက်ပြားလေးတိုက်ပြီးတော့ brush နဲ့တိုက်ချုပ်ဆေးကြောပေးမှာဖြစ်ပါတယ်။စပင်းလေးမဟုတ်ဆဲရဲ့ဒီအပူကွိုင်းကိုတော့ရေမထိအောင်တော့ထောင်ထားတာဖြစ်ပါတယ်။ရေဆိုးမှာဆိုလို့အပြင်ကို ုတ်လိုက်တာဖြစ်ပါတယ်အဲတော့ဒီစပင်လေးမုတ်ဆက်လေးကိုတော့မှစပြတ်တိုက်ပြီးတော့တိုက်ချိုစီကျောနေတာဖြစ်ပါတယ်ပြုပြင်ကြည့်မှာဖြစ်ပါတယ်အကယ်၍ပြင်လို့ကောင်းသွားတယ်ဆိုရင်တော့အမြက်ပဲဖြစ်ပါတယ်ပြင်လို့မကောင်းဘူးတုံးလို့မရဘူးဆိုရင်လည်းအရှုံးတော့မရှိပါဘူးအဲတော့ညာလေးကိုတိုက်ချိုစီကျောပြီးတော့ 6လမ်းမှာဖြစ်ပါတယ်။ဒါတော့တန်ချိုစီကျော်ပြီးတော့နေပူလမ်းထားတာဖြစ်ပါတယ်။ရက်စပစ္စည်းတွေအားရေဆိုးရင်အန္တရာယ်ရှိပါတယ်။ဒီဟက်ဒရယာလေးကိုပြန်ပြီးတော့တဆင်တော့မှာဖြစ်ပါတယ်။အရင်ဆုံးသူ့ကိုဖြုတ်ပြီးတော့စစ်ဆေးတယ်။ပြီးတော့တန်ရှည်ရေလုပ်တယ်ရေဆေးထားတာဖြစ်ပါတယ်။ရေဆေးဆေးပြီးတော့နေပူထဲမှာလမ်းတယ်။ ဒီဘူးထဲမှာလမ်းအ6ခန့်ပြီးတော့စကူးပြန်ပြီးတော့တတ်ဆင်တော့မှာဖြစ်ပါတယ်။အထဲမှာတော့ဒီအထိုင်လေးကျိုးနေတာဖြစ်ပါတယ်။ညမှာဒီညမှာတတ်ဆင်ရမှာဖြစ်ပါတယ်။ဒီဘေဘချံအထိုင်ကတော့ကောင်းသေးတယ်။ဒီညဘေချံအထိုင်ကတော့ကျိုးသွားတာဖြစ်ပါတယ်။ဒီကျိုးရတဲ့ထိုင်လေးကိုကော်လေးနဲ့ကပ်ပြီးတော့ပြန်ပြီးတော့တတ်ဆင်ပေးမှာဖြစ်ပါတယ်။ဒီအထဲမှာ ြန်ပြီးတော့တက်ဆင်ရမှာဖြစ်ပါတယ်။ဒီနားလေးမှာဖြစ်ပါတယ်ဒီလိုလေးပြန်ပြီးတော့တက်ဆင်ပြရမှာဖြစ်ပါတယ်။နော်ဖောက်တူကော်လေးနဲ့ပြန်ကတ်ထားပေးတာဖြစ်ပါတယ်။ဖြုတ်လုံးကတော့ဒီမှာသူကချိုးဒီတချောင်းလေးပြုတ်နေတာဖြစ်ပါတယ်။ပါဝါမလာတော့လို့ပဲဒီအမိုက်ပုံမှာလာပစ်ထားတယ်လို့ထင်ပါတယ်အဲတော့ထဲမှာဖြုတ်စစ်ကြတော့ဒီကျိုးလေးတစ်ချောင်းပြုတ်နေတော့တွေ့ရပါတယ်အဲတော့ဒီမော်တာလေးလည်းကောင်းနေတာကိုတွေ့ရတယ် နေ့တော့အတန်ကြီးတယ်ဆူညာတန်တော့ကြာရတယ်ခုလောလောဆယ်ဒီဒီမှာဒီပြောင်းသွားတဲ့ကျိုးလေးကိုဒီမှာထုံးပြီးတော့ပြန်ဆက်ထားတာဖြစ်ပါတယ်အဲ့ဒါမြဲအောင်ဒီမှာခဲလေးတို့ပေးမှာဖြစ်ပါတယ်ဒီအနှစ်ရောင်ကျိုးလေးဖြစ်ပါတယ်နာမခဲလေးပြန်တို့ပြလိုက်တာဖြစ်ပါတယ်ဒီပြန်ဆက်ထားတဲ့နေရာမှာ မြဲသွားပြီလို့တော့ယူဆပါတယ်ပြီးကြတော့ဟက်ဒရာအထိုင်မှာပြန်ပြီးတော့တတ်ဆင်မှာဖြစ်ပါတယ် မြဲသွားပြီလို့ယူဆပါတယ်ပြီးရင်ခလုတ်လေးတွေပြန်ပြီးတော့တက်ဆင်ပြန်มาဖြစ်ပါတယ် လုံးလေးပြန်ပြီးတတ်ဆင်ပြသားပြီးပြည်ဒီနောက်ဖုံးလေးပြန်ပြီးတတ်ဆင်ပြမှာဖြစ်ပါလေပြီးနောက်ကစကူလေးနှလုံးပြန်ပြီးတတ်ဆင်ပြမှာဖြစ်ပါလေ ပြီးဒီမှာဒီ platform လေးတခုတက်ဆင်ပြရမှာဖြစ်ပါတယ် ိုပြန်ပြီးတော့တက်ဆင်ပြီးသွားပြီအဲဒီမှာပလက်ကောင်းလေးထပ်ပြီးသွားပြီဆိုတော့ဗီဒီယိုလေးထိုးပြီးတော့စမ်းချင်မှာဖြစ်ပါတယ်နောက်ဗီဒီယိုလေးထိုးလိုက်ပါမယ်ဒီမီကလောက်လေးဖြန့်လိုက်ပါမယ်မီကလောက်လေးဖြန့်လိုက်ပါပြီဒီမှာမီးလေးလင်းနေတာတွေ့ရမှာဖြစ်ပါတယ်ဒီဆက်ဒရိုင်ယာကလောက်လေးဖြန့်ချင်မှာဖြစ်ပါတယ်ဒီအောက်ကတော့မော်တာကလောက်ဖြစ်ပြီးတော့ဒီပေါ်ကျတော့ ဒီထဲကအပူပိုင်းခလုတ်ဖြစ်ပါတယ်ဟုတ်ဆက်တက်ဖြစ်ပါလေ။အစင်းနဲ့နဗနဲ့ကိုနှိပ်ချမှာဖြစ်ပါလေ။ အင်ပြေတော်တွေ့ရပါတယ်ဒီအပူခလောက်ကတော့မဖွင့်ထားလဲနည်းနည်းတော့နွေးတယ်နည်းနည်းပူထားကိုခံစားမိပါတယ်အပူခလောက်ကိုတစ်ချက်လောက်ဖွင့်ချင်မှဖြစ်ပါတယ်အပူခလောက်အဆင့်တက်ကိုဖွင့်ချင်မှဖြစ်ပါတယ်ဒီပန်ကဖွင့်ချင်မှဖြစ်ပါတယ်တော်လေးပူပါမယ်။ဒီအစမဲကိုဖွင့်ပြမှာဖြစ်ပါတယ်။ တ်တော်ပို့ပူလာပါတယ်ဒီမော်တာကလောက်ဆက်ပြီးတော့ဝင်ကျင်းလာဖြစ်ပါတယ် ဆင်ပြေပါတယ်ဆိုရင်ကျွန်တော်မီကလောက်လေးပြန်ပေးလိုက်ပါမယ်ဒါဆိုရင်ဒီနေ့ဆင်ပြေထားတဲ့ဒီ hair dryer စပင်းလေးမုတ်ဆက်လေးကိုပြန်ပြီးတော့ပြုပြင်လိုက်တာကောင်းဝိုင်းဖြစ်ပါတယ်ခုတော့ပြန်ပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ရောက်ကြည့်ရှုအပ်ကြရမယ့်ဆွေများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။ နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့